မင်္ဂလာပါရှင်စမရရဲ့ news satellite မြန်မာ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ပထမအဆုံးတစ်ပုဒ်အနေနဲ့ KNU Toast 2029စစ်စင်းလို့အောင်မြင်နိုင်လောင်း KNU ရဲ့ Toast တွေဟာစစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ထနာချုပ်နဲ့အရှေ့တောင်ပိုင်းတိုင်းစစ်ထနာချုပ်မှာရှိနေပါတယ်။ဒီစစ်ထနာချုပ်တွေမှာရှိတဲ့စစ်အင်အားတွေဟာမြဝကျွန်းမော်ဒေသ၊ကန်ယူရန်ဒေသနဲ့ နေပြီးတော့ထိဆက်ဒေတာတွေအထိဖြန့်ကျက်ထားရတာကြောင့်အဲ့နေရာတွေမှာအင်အားနည်းပါတယ်လို့စီရန်ဘိုကြီးစင်ရောကတွေ့မြင်ကိုပြောပြပါတယ်။ KNU ကတော့အန်ယူဂျီလာအခန့် PDF တက်တွေပါဝင်ခရီးခီရင်နေမွန်ကတော်လိုင်းအင်အားစရီနဲ့ပါထိဆက်ထားနိုင်တဲ့အနေထားလို့သူကထောက်ပြပါတယ်။ဒါဟာ629စစ်စင်ဦးဆောင်ခဲ့တဲ့မြောက်ပိုင်းညီနောင်ဖွဲ့ရပေါ်အပြစ်ရရေးတရုတ်ဖီအားကြောင့်ထိုးစစ်တက်နေတဲ့ချိန်မှာတောင်ပိုင်းမှာ KNU ကစစ်မျက်နှာပြင်ဖွင့်လာတာလားဆိုတဲ့စဉ်းစားချက်လဲ စစ်ရေးအကဲခဲအချို့စီမှရှိရဲ့ကြောင်းထီဆောင်မမှပြန်လဲတင်ဆက်ပေးလိုက်ရပါတယ်။နှစ်30ကြာလလွတ်ခဲ့ရတဲ့ ticket ပလဲတက်စကန်ကို KNU တက်ပြန်သိမ်းဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာနှစ်ပေါင်း30နီးပါးလလွတ်ခဲ့ရတဲ့ ticket ပလဲတက်စကန်ကိုမနေ့စွန်လ22ရက်နေ့ညနေပိုင်းမှာပြန်သိမ်းပိုက်နိုင်ပြီလို့ကင်မျိုးသားစီယွန် KNU ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ဇိုလာလီယန်နီကစတိုက်ပါတယ်မနေ့ကစကန်သိမ်းလို့ရပါတယ်လို့ KNU နဲ့အတူပအဝင်တိုက်ခိုက်ခဲ့တဲ့ Force for Federal Democracy FFD ဒုံအဖွဲ့ရင်ဒုတိယတာဝန်ခံကိုအောင်အောင်ကပြောဆိုထားပါတယ်။ KNU တမဟာချောင်းဒုပလီယာခရိုင်ထဲကကော့ကရိတ်မြို့နယ်အပိုင်းမှာရှိတဲ့ထိကက်ပလဲစခန်းကို KN မျိုးသားလူမျိုင်းတမတော် KNL KN မျိုးသားကာကွယ်ရေးတမတော် KNDO တို့ရင်ဦးအောင်ဦးဆောင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF အပြင်ဒုံတက်တွေပါပါဝင်တိုက်ခိုက်ခဲ့ကြတာပါ။ဒီစခန်းဟာ KNU တပ်ဖွဲ့တွေ မာနေပလောဌာနချုပ်ကနေစုခွာရပြီးရနောက်ပိုင်း1995ခုနှစ်မေလမှာဌာနချုပ်အသည်ဖြစ်ကျောင်းရှိတီထောင်ခဲ့ပေမယ့်1998ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲမြန်မာစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုထိကပလဲစခန်းသိမ်းပိုက်ပြီးရနောက်ထိုင်းမြန်မာနယ်စပ်ကဥကရစ်ထောင်တီသဲလယ်နဲ့ဖော်လီပြွာကုန်းတို့မှသာစစ်ကောင်စီတပ်တွေကြန့်ရှိရတယ်လို့စည်ရည်အင်းမြစ်ချုပ်ကရှင်းပြပါတယ်။ စစ်ကောင်စီကတော့ထိုင်းမြန်မာနယ်စပ်တလျှောက်တပ်စခန်းတွင်ဆုံးရှုံးရတဲ့ပတ်သက်လို့ဒီကနေ့မနက်7:00နာရီအထိတစုံတရာထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။တတိယတပုတ်အနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းတွေကတော့မန္တလေးပဲခူးပါဝင်ဒေတာအချို့မှာငလျင်ငယ်တွေစတိုက်လုခတ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်အစောပိုင်းမှာပဲခူးတိုင်းပြည်မြို့အနီးငလျင်လုခတ်ခဲ့သလိုမနေ့တရက်ထဲမှာတင်ငလျင်ငယ်၅ချိန်တတိလုခတ်ခဲ့တယ်လို့စောင့်ကြည့်ရေးအဖွဲ့တွေစီကနေသိရှိရပါတယ်။ ဒီကနေ့ဇွန်လ23ရက်နေ့မနက်6:00နာရီခွဲကျော်မှာပဲခူးတိုင်းပြည်မြို့နီးမှာ Inari Stars ကသုံးသတ္တမရှိအစဉ်ရှိရဲ့အင်အားနှိုင်းငယ်ရှိရဲ့ငလျင်လောက်ခတ်ခဲ့တယ်လို့မွလိဝတာနဲ့ဇလာဗီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်ဒီငလျင်ငယ်ဟာပြည်မြို့ရဲ့အရှေ့ဘက်ကုမိုင်ခန့်အကွာမှာအနက်18ကီလိုမီတာကိုပိုပြူပြီးလောက်ခတ်ခဲ့တာပါထိုင်းငလျင်ဆောင်ကြီးအဖွဲ့ကတော့ဒီကနေ့မနက်ငလျင်ဟာ Inari Stars ကြီး ဒေသမှနဲ့အစင်ရှိရလို့ဆိုပါတယ်။ညင်ကလေးသတင်းများစင်တာရဲ့ဆောင်ကြည့်မှုအရမနေ့ဇွန်လ20ရက်နေ့တရက်ထဲမှာအင်အားရစ်တာစကိသုံးကျော်အစင်ရှိရငလျင်၅ချိန်ထပ်မနေလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။၅ချိန်ဆိုတာမှာအင်အား3သဒ္ဓမ3ညနဲ့အထက်ပိုင်းနေ့သဒ္ဓမ9အောက်အငယ်ရီဒါဇင်ဝဲကျော်လှုပ်ရှားတာရှိပါတယ်။ဒါပေမဲ့အားပြင်းတဲ့ငလျင်ဖြစ်နိုင်ချေရခိုင်နှုန်းနေပါတယ်လို့ညင်ငလျင်သတင်းများစင်တာကတာဝန်ရှိသူတို့ကပြောပါတယ်။ မနေ့မနက်လီနိုင်ကျော်ကစားလို့မနေ့ခင်တခြားမှာမန္တလေးမြို့ပဲခူးတိုင်းရီတာရှိရှမ်းပြည်နယ်နမ်ခန်နဲ့ကလောရိုမှာငလီငယ်တွေလှုပ်ခတ်ခဲ့ပြီးညနေ9နာရီခွဲကျော်မှာတော့ခရီးပြည်နယ်ဖိုက်ကော်မြို့နီမှာလှုပ်ခတ်ခဲ့ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးချင်တဲ့သတင်းကြောင်းတွေကတော့အရှိလေပိုင်းအပြစ်ခတ်ရဖို့ရုရှားတရုတ်တောင်းဆိုဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။အီရန်ပေါ်အမေရိကန်တိုက်ခိုက်မှုနဲ့ပတ်သက်၍ကုလသမဂ္ဂလုံခြုံရေးကောင်စီရေပေါ်အစည်းအဝေးတွင် ရုရှားတရုတ်ပါကစ္စတန်တို့ကအရှိလေပိုင်းဒေသမှာချင်းချက်မရှိချက်ချင်းပြစ်ခတ်ရဆဲရေးအဆိုကိုတင်ပြခဲ့ပြီးအဖွဲ့ဝင်နိုင်ငံများအနေဖြင့်အတီပီယန်တောင်းဆိုကြောင်းရိုက်တာသတင်းကဆိုထားပါတယ်။ကုလသမဂ္ဂထွေထွေတွင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းအမေရိကန်ဤအီရန်နျူကလ িয়ার အဆောင်နေရာများကိုဘုံကျဲတိုက်ခိုက်မှုမှာအနည်းရရှိသည့်အလဲပြောင်းကိုဖော်နေကြောင်း တိုက်ခိုက်မှုများရဲ့၍အီရန်နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးဇက်တိုက်ညီနိုင်မှုများလုပ်ရန်ပြည်ပြသက်သက်ဆောင်ရွက်ရမည်ဟုပြောဆိုထားပါသည်။ဇူလ17ရက်နေ့မှစ၍အစ္စရေးနှင့်အီရန်ကြားအပြန်အလှန်တိုက်ခိုက်နေစဉ်မှာပင်ယမန်နေကအီရန်၏နျူကလ িয়ার ဆောင်နေရာများကိုအမေရိကန်မှဗန်းကျဲပစ်လိုက်ခြင်းဖြစ်ပါသည်။ရုရှားကာကွယ်ဝင်ကြီးဆာဂီလက်ဖရော့က ကုလသမဂ္ဂပြည်ညင်စာရန်အားထည့်သွင်းခြင်းမပြုဘဲမိမိကိုမိမိကာကွယ်ပိုင်ခွင့်ကိုတုံ့ချင်သည်လုံးဝရှုပ်ထွေးမှုဖြစ်စေကြောင်းမှတ်ချက်ပြုသလုံးတရုတ်နိုင်ငံခြိုင်ဝန်ကြီးကလည်းနိုင်ငံတကာနှုမျိုးဆိုင်အေဂျင်စီ၏ကြီးကြပ်မှုအောက်မှရှိတဲ့အဆောင်များကိုဘုံကျဲတိုက်ခိုက်ခြင်းမှာကုလသမဂ္ဂပြည်ညင်နှင့်ရေမူဝါဒများကိုပြင်းထန်စွာချုပ်ဖောက်ခြင်းဖြစ်ကြောင်းအမေရိကန်တိုက်ခိုက်မှုကိုရှုံချခဲ့သည်ဟု South China Morning Post ကဆိုထားပါတယ်ဆလပင်းတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ချောင်းလီရောင်း နေပြီးတော့ MRTV ဝန်ထမ်းမနေရင်ဖြူကိုတော်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းတပိတ်ပါဝင်မှုဖြင့်စကောက်စီကဖန်စီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြီးတော့ပြန်ချိုင်းဝင်ကြီးဌာန MRTV ဝန်ထမ်းမနေရင်ဖြူကိုတော်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းပြီးပန်းတပိတ်ပါဝင် ခဲ့မှုဖြင့်စကောက်စီကဖန်စီလိုက်သော MRTV ဝန်ထမ်းတိုင်းဝိုင်းနှင့်စကောက်စီထုတ်ပြန်ကြေညာချက်ရသိရှိရပါသည် ဇွန်လ19ရက်နေ့ကြာရောက်တော့လူထုကဆောင်ဒေါ်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အဖြစ်ပန်တပိတ်တွင် MRTV ဝန်ထမ်းမနေရင်ဖြူခွန်နှောင်းနှောင်းကပါဝင်ခဲ့ပြီးဒေါ်ဆန်းစုကြည်မွေးနေ့ဆုတောင်းဖြစ်လူမှုကွန်ရက်တွင် Happy Birthday မေဆုအသက်ရှိနာမေပါစီဘဝဆက်တိုင်းချစ်တော်သူများနဲ့ကြွေကွင်းရချင်းဒုက္ခမှဝေးပါစီသူတော်ကောင်းများနဲ့သာကြုံဆုံတွေ့ပါစေဟုရည်တာခဲ့ကြောင်း ထို့ပြင်ပန်းစပိတ်ပအဝင်မှုအဖြစ်ပန်းပန်းသောဓာတ်ပုံများကိုလည်းလူမှုကွန်ရက်တွင်မျှဝေ posting ခဲ့ကြောင်းသိရှိရပါသည်သူကပန်းစပိတ်ပအဝင်နိုင်ရင်အမေစုမွေးနေ့ဆုတောင်းပေးတာကိုသူ့ Facebook မှာတင်နေအရာကို Snow Queen Sitter Lobby Telegram Channel ကနေဖမ်းပေးပါဆိုပြီးတင်နေဇွန်လ27ရက်နေ့ ည၈နိုင်လောက်မှစစ်တပ်နဲ့သူကိုဝင်ဖန်တာဟု MRTV ဝန်ထမ်းဦးကပြောဆိုထားပါတယ်။ဖန်စီခရယာချင်းတွင် MRTV ဝန်ထမ်းမှနေရင်ဖြူသည်နေပြည်တော်တပ်ကုန်းရှိ MRTV ဝန်ထမ်းအင်အားရင်းရှိနေခြင်းဖြစ်ကြောင်းတယ်လီဂရမ်ချန်နယ်များကသူမကိုဖန်စီရန်လုံးဆော့ခဲ့ခြင်းထောင်ဆန်းစုကြည်အတွက်မွေးနေ့ဆူတာပို့စ်ကိုပြန်လည်ဖျက်ခဲ့တော့လေအချိန်မမီတော့ပဲဖန်စီခံလိုက်ရကြောင်းသမတုံပြုနေသော Facebook အကောင့်များနဲ့ဖုန်းများအလုံးကိုလည်းစစ်တပ်နေရင်များကသိရှိသွားကြောင်းသိရှိရပါသည် ယနေ့တုန်းစစ်ကောင်စီဝါရဖြန့်သတင်းစာများတွင်လည်းနိုင်ငံတော်တည်ငြိမ်အခြေအနေကိုပြပြစီရန်နှင့်အစိုးရရန်တရားများပြပြစီရန်ယူရလျက်လုံဆော်ခြင်းဝါရဖြန့်ခြင်းများပြုလုပ်ခဲ့သောဩဂတ်စ်နှင့်နှင်းရင်ဖြူ Facebook အကောင့်ပိုင်ရှင်ဖြစ်သူနေပြည်တော်ပြောင်းစုနေမည်တက်ကုံမျိုးနှင့်မြမတန်နေယုံမြန်တန်ချာဝင်ထမ်းအင်ယာနှင့်နှင်းယူဖြူခုံနှောင်းနှောင်းကိုဇွန်လ21ရက်နေ့ညနေပိုင်းဖန်စီကြောင့်သတင်းထုတ်ပြန်ထားပါသည် အတမတ်စစ်တပ်လော်ဘီ Telegram Channel များတွင်ပန်သပိတ်ပါဝင်သောစစ်ကောင်စီလက်အောက်ခံဝင်ထက်များပြည်သူများနှင့်ចောင်းသားများကိုဖမ်းဆီးရန်အတွက် လုံဆောင်မှုများကိုစတိုင်လုံဆောင်နေကြောင်းသိရှိရပါသည်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပါစေ။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကို စိတ်နှပြချမ်းမာရှင်လန်းကြပါစေရှင်။